ဘာလာလာတောင်းတဲ့ပရိုနီကအခုမွေထိုင်းပွဲရှင်ပြန်ရတော့မယ်။ဝမ်ချန်ပီယံရှစ်ကတော့ဘလိုပဲပညာဆန်ဆန်ပရိုနီကအတွက်ကတော့အေးဆေးပါပဲရှင့်။ဘာလို့လဲဆိုတော့ပထမပွဲစတဲ့တုန်းကတော့အန်နီဆန်မက်ဆန်နဲ့ကေဘောင်ဇင်ပွဲတည်ပေးခဲ့တာပရိသတ်တို့အားလုံးလည်းအသိပါပဲနော်။ကေဘောင်ဇင်ဘယင်မားနဲ့ထိုးသွင်းရမှာမို့ပရိုနီကတရားသူမကျွမ်းကျင်တဲ့ကေဘောင်ဇင်ကိုကြိုးစားပြီးတော့လေ့ကျင့်နေခဲ့မယ်ဆိုတာကတော့အသေးချပါပဲ။အန်နီဆန်မက်ဆန်ကတော့ကိုကြီးကိုတာကိစ္စတစ်ခုကြောင့်ကေဘောင်ဇင်ပွဲပြက်ခဲ့ရပြီးတော့အခုရပ်ပိုင်းလောက်အလိုကြမှာတရုတ်ဖိုင်တာနဲ့မွေထိုင်းပွဲဆိုတော့ဖြစ်လာခဲ့ပါပြီ။ ်ဗရိုနီကာကဘာလာလာတောင်းသူတရားမှုသာတော်ပါသေးတယ်နော်ကစားရမရက်တိတ်မလို့တဲ့အချိန်ကြာမှပြိုင်ဘက်အပြောင်းလဲလို့ကစားနီးပြောင်းလဲကဗရိုနီကာအပေါ်မှာဝမ်ချန်ပီယံရှစ်ကတော့လှုပ်ချလိုက်ပါပြီဒါကလည်းဗရိုနီကာရဲ့ပညာကိုစမ်းသပ်ခြင်းတဲ့သဘောတွေပါပါလိမ့်မယ်ရှင်ဒါကြောင့်ဒီပွဲမှာဗရိုနီကာအနေနဲ့အနိုင်ရရှိခဲ့မယ်ဆိုရင်တော့မကြမီချန်ပီယံခပ်ပတ်ကြီးအတွက်လည်းမဝေးတော့ပါဘူးလာမယ့်9ရက်နေ့တောက်ကြနေ့ညမှာတော့1 Friday by 132မှာဗရိုနီကာအပေါင်းရင်မြမဖိုင်တာ3ရဲ့ပွဲစဉ်တွေကိုပြည်သက်ကြီးတို့ကတော့ဝကြီးကြည့်ရှုအားပေးရမှာပါ သူတို့တွေကတော့ Bronica အပါဝင်တန်စင်စိုးနောင်တို့ဖြစ်ပါတယ်။အခု Bronica ထိုးသက်ရမယ့် Fighter အကြောင်းကိုထပ်ပြောပြပြကြမှာရဲ့ရှင်။လာမယ့်တောက်ကြနေ့ညမှာတော့ Bronica တွေ့ရမယ့် Fighter ကတရုတ် Fighter Liming Kwan ဖြစ်ပါတယ်။တရုတ်မကပွဲတိုင်းနှီးပါးကိုအနိုင်ဖိုက်နိုင်တဲ့အခြေချင်းတွေရှိထားသူပါ။သူ့ရဲ့ပွဲစဉ်တွေကြီးတဲ့လို့ဆိုရင်တော့တတိထားရမှာကသူ့ရဲ့ဘဲဖြောင့်လက်တီတပေါက်ကိုတော့တတိထားရမှာဖြစ်ပါတယ်။ထိုးချက်အသေးချမ်းတယ်လို့ကမ္ဘာအဆင့် Fighter တယောက်လို့သိရပါတယ်။ တယောက်ဖိုင်တာရဲ့အသက်ကတော့လက်ရှိ28နှစ်ပါအရက်က9ဗီ3လမရှိသလိုဘရိုနီကာကတော့အသက်29နှစ်နဲ့အရက်က9ဗီ4လမရှိတဲ့သူပါရှင်တယောက်မကိုတော့အထင်သေးလို့မရပါဘူးဘရိုနီကာကြီးခြေကန်ချက်တွေကိုတတိထားရမှာဖြစ်သလိုသူ့ရဲ့လက်သီးထိုးချက်တွေကအားတော်တော်လေးပြင်းတယ်လို့ပြောရမှာပါဘရိုနီကာမှာလည်းအားသာချက်တွေရှိပါတယ်မွေထိုင်းနဲ့ပတ်သက်ပြီးတော့အားသာချက်တွေကိုအသုံးချပြီးတယောက်မနဲ့ပွဲကိုအမြန်ဖြတ်နိုင်မှာစည်းလို့ဆုတောင်းပေးကြပါတယ်1 championship ကဘလို့ပဲပညာစင်စင်ဝမ်းစာအပြည့်နဲ့ဘရိုနီကာကတော့ပွဲ က်အနိုင်ယူဖို့အတွက်ပြင်ဆင်နေပြီဖြစ်ပါတယ်။ဗရိုနီကာရဲ့တတိမကြောင်မဲထိုးသက်ပုံကို1ချန်ပီယံရှစ်ရဲ့စီးကိုချယ်ရီကသဘောကျတာကြောင့်လေဗရိုနီကာထိုးသက်ခဲ့တဲ့နှစ်ပွဲစလုံးမှာဗရိုနီကာအတွက်ဘောနပ်စုတွေကိုချီးမြှင့်ခဲ့တာကြည်ပါပဲ။ဒါကြောင့်အခုဒီလာမယ့်တောက်ကြနေ့ညပွဲမှာလည်းအနိုင်ပွဲနဲ့အတူဘောနပ်စတွေကိုပါယူချလိုက်ပါလို့ပြောချင်ပါတယ်ဗရိုနီကာကြီး။လာမယ့်9ရက်နေ့တောက်ကြနေ့ပါပြိသက်ကြီးတို့ရေဗရိုနီကာတန်စင်နဲ့အစိုးနာအုံတို့ရဲ့ပွဲတွေကိုဆက်ဆက် စောင့်မျှော်အားပေးကြမှာမဟုတ်ပါလားရှင်။